်မင်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါရစေရှင်မိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းမှချမ်းသာပါစေလို့မြတ်တာပို့ပါရစေရှင် BN ရဲ့ပေါင်းမှကင်းဝေးပါစေလို့လည်းလေးနဲ့ဆန္ဒပြုပါတယ်ဒီနေ့တော့ကျမကြိုက်မိတဲ့ဝတ္ထုလေးတစ်ပုဒ်ဖတ်ပြခြင်းပါတယ်ဆရာမမဆန္ဒရဲ့အသွားနဲ့အပြန်ဆိုတဲ့ဝတ္ထုလေးပါမြတ်တရရခင်ချင်တာကတော့ကျမတို့ရဲ့ Simple Daily Life Channel ကို Like and Subscribe လေးလုပ်ပေးပါဦးနော်။အတော်နဲ့အပြန် အချိန်ကနှင်းမုံဖွဲဖွဲကြနေသောစောင်းတညာဤဆယ်နာဤဖြစ်သည်။နေရာကတော့လူသွားလူလာကျဲပါသောလမ်းသွယ်ကလေးအတွင်းရှိခြံကျဲကြီးတစ်ချံဤရှိ။အချိန်နည်းပြောရလည်းမူလမိုင်ညဖြစ်ပြီးလမ်းမီးတွေလည်းမလာပြီ။ထို့အချိန်ထို့နေရာထို့အချိန်နေမျိုးတွင်ဂျာကင်အညိုမှောင်မှောင်ကြီးဝစ်ပြီး ခက်ကုတ်ကုတ်လမ်းလျှောက်နေသောသူ့ကိုအမတ်တမဲကြည့်ရင်မြင်မိမိပင်မဟုတ်ချေ။ ထို့ကြောင့်သူ့ကိုနောက်ဖက်မှဝင်းဆောင်သောကားကိုတိတ်တော့လည်းအပြစ်မတင်ခြင်းလှကြည်ငါကလည်းအိမ်ကနေမနဲ့ထွက်လာရင်ဘယ်တော့မှလက်နှိပ်တမ်းမီမယူခဲ့မိဘူးညပြန်လာမှတတိရတော့တာပဲသူကကိုကိုကိုအပြစ်တင်ရင်ဗရောက်ပင်အုတ်ကြီးအောက်သို့ခတ်ချောက်ချောက်နဲ့တိုးဝင်ခဲ့ရသည် မောင်ရမဲရသည့်အထင်တိရွက်ခတ်တန်ကတရှဲရှဲနဲ့မြင်းနေသည် အကိုင်းရှည်ကြီးများကတော့တနှွဲ့နှွဲ့ညွတ်နေသည် သူကအသက်40နှစ်လေးနှစ်ရှိပြီဖြစ်၍စောင်ရည်ရောင်းကောင်းသောမဂ္ဂဇင်းတစ်ခု၏ editor ဖြစ်သည်။အထက်တန်းចောင်းသားနှစ်ယောက်၏ဖခင်လည်းဖြစ်သည်။သို့သောတသက်နှစ်တကိုတစ်ခါမှမမြင်ဘူးပဲငယ်စဉ်ကတည်းကတွေးပြီးကြောက်ခဲ့ရသည့်တရေမှာ အခုအရွယ်ကြီးထိကြောက်ရွံ့မဆုံးကြောက်နေတော့မင်းအိမ်မြန်မြန်ပြန်ရောက်ခြင်းသောနှင့်ခတ်တုတ်တုတ်လျှောက်ရင်းငယ်ငယ်တော့ကဖတ်ဖူးသော တစီပုံကိုသွားတတိယတော့ပို့ဆိုသွားသည် ရခွင်းလောက်ကြီးသောမျက်လုံးကြီးအဝင်းသားနှင့်အမွေးဆုပ်ဆုပ်တရေကြီးကတစ်ခိုင်းကြီးကို ရီလေးခိုဆင်းလာပြီးတစ်ပင်အောင်မှလူကိုရှာကြီးနှင့်လိတ်ခါဆွဲတင်သွားသည်တဲ့။ဖျားဖျားတရေကြီးကတစ်ခိုင်းကိုခိုဆီးလာပြီးသူ့ကြောကိုခြေတော်အစုံနဲ့စောင့်ကန်လိုက်ရော။သူ့ခမညာဖျားတကြိမ်ရလိုက်ပြီမထင်။တခါတည်းအနေဆသဘောနှင့်ကိစ္စချောချောချော တွေးရမှမဆုံးသည် သူ့ကိုနောက်ကျောဖက်ကအင်အားကြီးတစ်ခုကတအားကုန်စောင့်တော်လိုက်သည် လူလားတရေလားကားလားမော်တော်ဆိုင်ကယ်လားဘာဆိုဘာမှန်းမသိခင် သူ့ခမညာလမ်းဘေးကိုဟတ်ထိုးဟတ်ထိုးနဲ့တဆိုင်ဆိုင်ကြပြီးလေးဘက်ထောက်ရသားဖြစ်သွားသည်ထို့နောက်လမ်းဘေးမြောင်းနေသူဂျွန်းဆိုင်ပြီးဖင်ထောင်ကြပါလိတော့သည်ကံအစိုးရမှအကောင်းဖြစ်သွားသည်ကမြောင်းသည်ကျယ်ပြီးတိမ်တော်မြေသားမြောင်းဖြစ်နေခြင်းနဲ့ ထို့ကြောင့်မြောင်းဤဘောင်နှင့်ခေါင်းကိုတော်၎င်းရင်ဘက်ကိုတော်၎င်းထပ်ပြီးမရိုက်ခတ်မိခဲ့ပြီ။မြောင်းထဲမှလူလဲထပြီးပါဇက်ထဲဝင်သွားသောမြောင်းပုတ်ရည်များကိုတဖွီးဖွီးနှင့်ထွေးထုတ်နေမိစဉ်ကားတစ်စင်းပရိအုပ်တံကိုကြားရသည်။ထို့နောက်သူ့အနားသို့လူတစ်ယောက်ရောက်လာသည်။ဘဲထိသွားလဲ၊ဘဲနာသွားလဲနှင့်ကတော့ကမျောမေးနေသည်။သို့တော်လဲတယောက်နှင့်တယောက်တော့ကောင်းကောင်းမြင်ရသည်မဟုတ်ပေ။မသိဘူးဟေးမသိဘူး။သူကဝူဝါးဝါးဖြည့်သည်။ ဒေါသဖြစ်နေဒီမှာမှန်တော်လဲဒေါသကြောင့်ပူပြောနေတည်တော့မဟုတ်ပြီ သူကိုယ်သူဘယ်နာနာ၍ဘယ်နေရာပါဖြစ်သွားသည်တကယ်ကိုမသိသေးခြင်းဖြစ်လေသည်မြောင်ထဲမှာယုံထပြီးသောအခါသူဤဘယ်ဘက်ပောင်ရင်းနဲ့နံပါးသည်တအားအောင့်နေပြီးညာဘက်ခြေတော်လည်းကောင်းကောင်းထောက်မရတော့ကြောင်းသိရသည် အာနာလိုက်တာဘယ်နာလဲရင်ခြေတော်ခြေတော်သူကငေါက်ဆက်ဆက်နဲ့ဖြည်သည် ဖြစ်မထောက်ဘဲစ၍ထောက်တည်ကိုပင် ခြေပမိုးကမခံနိုင်အောင်နားနေသည်ကြည်ရတာကြိုးများသွားပြီလားမသိဘူးမနှက်ဖြန်ကတိုက်ကိုမတော်နိုင်ရင်တော့ဒုက္ခပါပဲကွာမဂ္ဂဇင်းကဖောင်ပိတ်ခံနေမှုအလုံးများရတဲ့ကြားတယ်ရှိတယ်မဒီကောင်ကောက်ကိုတောက်ရမ်းမောင်းလာလို့ဖြစ်တာမြောင်ပုတ်ရည်တွေတဆက်ဆက်ကျနေတော့သူ့ကိုယ်သူမတတိစွာငုံကြည့်ရင်စိတ်ညစ်လက်ညစ်ကြီးဖြစ်သွားသည်ထိုစဉ်တွင် ပတ္တိယောင်လှဲ့သောရေကားတစ်စီးကထိုးရက်လာသည် ဗရောက်ပင်ကြီးဤအရေးမှောင်မှောင်အောက်မှသူတို့နှစ်ယောက်ကိုလက်နှိပ်တမ်းမိတယ်နဲ့တဝင်းဝင်းထိုးကြည့်သည်။ဘာဖြစ်နေကြတာလဲနောင်ကြီးတို့။ဘာအကူအညီလိုသလဲပြုတ်။လက်နှိပ်တမ်းမိအရာနဲ့ကြာကမှတစ်ဖက်လူကိုမြင်ရတော့သည်။အသက်30ကျော်ခန့်လူရည်တန်တဦးပင်ဖြစ်သည်။ရဲရမင်းနေသည်ကိုဘာပြန်ဖြေရမှန်းမသိပဲထိတ်လန့်သောမျက်လုံးများနဲ့သူ့ကိုလှမ်းကြည့်နေသည်။ကျုပ်ကိုကားနဲ့ဝင်တိုက်လို့ခြေချိုးသွားပြီပြုတ်။နန်ဒီဟာလည်းအောက်ပြီးအသက်ရှူမရဘူး။ ကိုရင်းသွေးရည်ကိုစီးမျိုးတော့ဖြစ်နေပြီထင်တယ်ဟုပြောလိုက်မိကိုစိုးရိမ်ခံရှိလေသည်ကားကိုအရန်မောင်းတဲ့လူပိုပိုမိုမိုပြောပြီးအမှုဖွင့်လိုက်ရရင်တော့မှတ်လောက်သားလောက်ပဲဟုတစ်ဖက်မှတွေးမိသည်သို့တော်ကြံတစ်ဖက်မှလည်းဒီလောက်မှောင်တဲ့မဲတဲ့ညမှာဂျာကီအညူရောင်ကြီးဝတ်ပြီးလမ်းပေါ်တက်လျှောက်နေတာငါလည်းငါပါပဲနောက်ပြီးငါ့ကိုစင့်မကြည့်ပဲမောင်းပြင်းလည်းဘာမှတတ်နိုင်မှာမဟုတ်ဘူးဟုတွေးမိပြန်သည်ထို့ကြောင့်လေသူ့ကိုယ်သူဘလို့ဆုံးဖြတ်ရမည်မသိခင်မှာပင် နှုတ်မနေပြီ ကားလာလို့ရှောင်လိုက်တာအရှောင်လွန်ပြီးမြောင်းနဲ့ချော့ကြသွားလို့ဗျာဟုပြောမိပြီးသားဖြစ်သွားသည်ပတ်တယောက်ရဲကားပေါ်မှာရဲတံများဟုကြားရသည် ရှုပ်ပုတ်တီပေးကြံနေသောသူမျက်နှာကလည်းတကယ်ပင်ရဲစရာဖြစ်နေသည်ထင်သည်ရဲတွေကတော့တော်ကြရှာပါသည်အိမ်နီးသလားပို့ပေးရမလားအသေးအချာမေးနေကြသည်သူ့ငါရှေလန်းအခွေလေးတွေမဟုဆိုမှထွက်သွားကြသည် ပတ်တယောင်ရဲကထွက်သွားသောအခါမှတဖက်လူခမညာအတန်ထွက်လာတော့သည်ထိုအခါကျမှခက်ပြေပြေဖြစ်နေသောဒေါသလှိုင်းတွေကတဝုံဝုံပြန်ထလာသည်ခုနကရဲကားကိုအတင်းပြန်ခေါ်ပြီးတရားစွဲခြင်းစိတ်ပေါက်သွားသည် ပြောပုံကလည်းကြည့်ပါဦးကျေးဇူးတင်လိုက်တာဗာကြီးရာဗာကြီးကယ်ပြီလို့တဲ့အိမ်ဘဝမှာထွက်မြော်နေသောမိမသည်ကားပေါ်မှာလူတွဲနေဆင်းလာရသောသူ့ကိုတွေ့တော့အတော်လန့်သွားပုံရသည် ဒီကြားနဲ့သူ့တကူလုံးပေးရပြီးနန်းစော်နေတော့ပို့ပြီးစိုးရင်သွားလေသည်။သူကဘသူ့ကိုမှဘာမှရှင်းပြမနေအားရေချိုးခန်းထဲသို့ထော့နဲ့ထော့နဲ့နဲ့တန်းဝင်သွားသည်။နံပေးအောင်နေတာတွေခြေထောက်နာနေတာတွေထက်ညက်ပတ်နန်းစော်နေတာကသူ့အတွက်ပို့ပြီးအရေးကြီးနေသည်။တားငယ်ကအိပ်ပျော်နေပြီမို့ဘာမှမသိ။စားကြက်နေတော့တားကြည့်ရမူ။ဟာအဖေရေချိုးမလို့လားအေးလိုက်တာအရန်ဟုတ်ထော်သည်။ မိမကလည်းဓပူးကြီးပြေးอยู่ကရင်နှွေးဆက်ရအောင်ရင်နှွေးလေးဆက်ရအောင်ဟု ရေချိုးကန်းဝါမှာဩနေသည်သူ့ကိုကားနဲ့ဝင်တိုက်ပြီးမှအိမ်ပြန်လိုက်ဖို့တော့သကောင်းသားကိုစကားမပြောနိုင်ကြထို့သူကတော့ဧကန်းတွင်ကြောင်စီစီနဲ့ဝင်ထိုင်နေသည်အိမ်မုံစုံမွားနဲ့ထွက်လာတော့သားငယ်ကို အခုကားနဲ့ပို့မိလို့မြောင်းနေကြသွားတာဟုပြောသည်ဘာမှမသိသေးသောသားငယ်ကသူ့ကိုနားမလဲသလိုပြန်ကြည့်ရင်ဘသူကြသွားတာလဲဟုပြန်မေးနေသည် အေးလိုက်တာတော်တော့ထွက်တော်ဟုအော်နေသောသူ့အမေအတန်ကြားတော့ဧည့်သည်ကိုပြုံးပြကထမင်းစားကန်နဲ့ဝင်လာခဲ့သည်ထမင်းစားကန်နဲ့တွင်အကိုကကော်ဖီဖြောနေသည်သူကဧည့်သည်ပေါ်လာဟုမေးတော့အကိုကစိတ်တူသွားဟန်နဲ့မင်းအဖအတွက်မင်းမဲသွားဖြုံငါအဖေကိုဖြောနေတာဟုပေါက်ဆက်ဆက်ပြောလေသည်ထို့ကြောင့်သူကဧည့်ကန်နဲ့ပြန်ထွက်လာသည်အနေခက်နေရန်တူသောဧည့်သည်ကအကိုမနက်ကြမှာလာတော့မယ်နော်ဟုပြောကထပြန်သွားလေသည် ထိုအချိန်တွင်သူ၏ဖခင်ကညသိရေများကိုခေါင်းပေါ်မှနေပြီးတပွန်းပွန်းနှင့်လောင်းချရေကောင်းနေတော့ဖြစ်သည်ဘလိုပင်လောင်းချချညောင်ပုံးနှံ့ကလည်းမပြောက်ချင်းနှာရိုးတဲ့အထိဆွဲဝင်ပြီး အသက်ရှူလိုက်တိုင်းပုတ်အဲ့အဲ့အနံ့ကမထိတထိကြီးစင်းနေလေသည်အေးလိုက်တာ တော်ပါတော့လို့ဆိုမိမကလည်းတော်တယ်အော်နေပြီးတော်လိုက်ရသည် မတော်ယူလည်းမဖြစ် သူခမရခိုက်ခိုက်တော့အောင်ချမ်းနေပြီးခြေပမိုးကလည်းဖူးဖူးရောင်ကပို့ပြီးနာလာပြီးဖြစ်နေသည်ဘယ်ဖက်ပောင်ရင်ရတဲ့နာတဲ့ဟေးကားနဲ့စောင့်လိုက်တဲ့ဒဏ်မဲထင်ပါရဲ့ဟတ်ချီဟတ်ချီနဲ့မပြတ်အောင်နှာချီနေတော့သူ့အနားတွင်တားမိသုံးယောက်ဝိုင်းနေသည်မိမကသူ့စပင်တွေကိုမှွေးပါတစ်ဖက်ဖြင့်ခြောက်အောင်တုတ်ပြီးနေချိန်တွင်တားကြီးကကော်ဖီပူပူတောက်ခိုင်းနေသည် တားငယ်ကတော့သူ့အမေဆေးမြစ်တွေထည့်ထားသောဖခလေးတဲမှဝန်အူမြစ်ကိုမှွေနှောက်ပြီးရှာဖွေနေသည်။ဟာအဖေပေါင်ရင်မှလည်းညိုပြီးမဲနေတာပဲကြည့်စမ်းမအောင်အမေ။သူ့ကိုပစိုးလဲပေးနေသောတားကြီးကထိတ်လန့်တကြားအော်သည်။အေးကွာဘယ်ဘက်နံပေးရလဲအောက်နေတယ်။ပုံမိယုံလို့မို့လို့သာဟေးတဲ့တဲ့သာစောင့်ရင်တော့နေရာတွေပွဲချင်းပြီးမှာအခုမှပဲတကူလုံးနာကျင်ကြိုက်ခဲကမျက်လုံးတွေလည်းပူးလာသည်သူဖြားတော့မြည်ထင်သည်မိမီ ဝမ်ဦးမြင့်ဆိုတာဒါလာဒါလာတားငယ်ကဆေးမြင့်တစ်ခုလာပြသည်အဲ့ဒါနလင်ကျော်ဝမ်ဦးမဟုတ်ဘူးအေးအဲ့ဒါမှဝမ်ဦးကဲအဲ့ဒါကိုသွားသွေးများများရအောင်သွေးခဲ့တားငယ်ကကြောက်ပြင်ကြီးချကတစ်ချက်ချက်သွေးသည်မိမကသူ့ဆေးဘီရိုကိုဖွင့်ပြန်သည်အဖျားပျောက်စေးအကြိုက်ခဲပျောက်စေးအိတ်စေးအကုန်လုံးကိုတပေါင်းနဲ့ယူခဲ့ကကော်ဖီပူပူနဲ့တိုက်သည်ဝမ်ဦးမြင့်ကအယူဆက်တဲ့နေရာမှာထိတ်တန်းမင်းရရင်ယူခဲ့တားကြီး အသားကြီးကြီးအယိုးဆက်ဆက်ဒါလိမ့်ထားတာအကောင်းဆုံးပဲသူဤပောင်ရင်နဲ့ခြေပမိုးတို့ကိုဝုံဥမြင့်သွေးထားသည့်အနှစ်များထူးထူးအောင်ကလိမ့်ပေးသည်လိမ့်ပေးနေရင်သားကြီးရေအဖေကိုအင်ကြီးထူးထူးဝတ်ပေးပါအောင်ဟုပြောနေပြန်သည်နန်သေးအောင်နေတာဗာလိမ့်ရပါ မိကတိကောင်းမလားခိခုံယူကောင်းမလားဂရေဝေါ်ကောင်းမလားသူမိမကဆေးပြီတို့ဖွင့်ပြန်သည် ထို့နောက်သူ့ကိုအဲ့ရတဲ့လှဲခိုင်းပြီးဆေးတမျိုးလိမ့်ပေးပြန်သည် ။ဘာစီမမသိတော့လဲပူရှိန်ရှိန်နဲ့နွေဤကောင်းပါသည်။မိသားစု၏နွေထွေးသောမေတ္တာကြောင့်၎င်းကိုခန္ဓာကလည်းနွေထွေးသက်သာလာသောကြောင့်၎င်းအိတ်ဆေးကအစွမ်းပြသောကြောင့်၎င်းမိငိုက်ပြီးအိတ်ချင်လာသည်။စီလိန်နာကတော့လိန်နာပေါ့ဒါပေမဲ့နံပြီးအောင်နေတယ်ဆိုတော့အထဲမှာဘာမှဖြစ်သွားလဲမသိဘူး။ဓာတ်မှန်တော့ရိုက်ကြည့်တဲ့နဲ့ထင်နေ။အေးအေးရိုက်တာပေါ့။ तू ကပြေးစလွဲဖြည်သည်။အိတ်ချင်နေပြီ။နေပါဦး तू ကဘယ်သူရော ဘသူလဲရှင့်ကိုတိုက်တဲ့သူလေလိုက်ပို့တာ तू မဟုတ်ဘူးလားအေးအဲ့ဒါဘသူရော तू မိမကမိကမှာသူ့ကိုယ်သူပြန်မေးမိသည်အိတ်ချင်နေသည့်မျက်လုံးကအတန်ငယ်ကျဲ့သွားသည်သူ့ကိုကားနဲ့တိုက်သည့်သူသူ့ကိုအိမ်ပြန်လိုက်ပို့သည့်သူ အာမနာရှာမကြိုးသူ့ကိုဗာကြီးဟုခေါ်သွားတော့သူထို့သူအနှီးသူကိုမိသူမန်းသူမသိလိုက်ရုပ်ဆောင်အစုံနာမည်လေးပင်မသိလိုက် မင်းမေးမကြည့်ဘူးလားမင်းနိုင်မလားတော့ရှင်ကားပေါ်ကဆဲလာတဲ့ပုံကိုလေးကြည့်အောင်ထော်ချိုးထော်ချိုးနဲ့ညက်ပတ်နန်းစောလို့ကျောက်မှာထူပူသွားလိုက်တာအဲ့ဒီလူကနာမည်မေးဖို့နေနေတာတာဖြူသလားမဲသလားတော့မသိလိုက်ဘူးအသက်30လောက်အသားတော့ခက်လက်လက်ပဲသူကမှတ်မိသမျှဖြေတော့မိန်းမကပို့ပြီးစိတ်တူသွားဟန်ရှိသည်ตาနှစ်ယောက်ကတော့ကြိတ်ပြီးရေနေကြသည်သူ့လက်ချက်နဲ့ဒီလိုဖြစ်သွားတာဓမ္မရိုက်ဖို့အထရာဆောင်ရိုက်ဖို့လောက်တော့သူတိတတ်တဲ့နာပေါ့တာဝန်ယူတဲ့နာပေါ့ အခုတော့တချီတည်းလစ်ချသွားပြီမနဲ့လာမယ်လို့ပြောသွားတယ်မမီသားငယ်ကဝင်ပြောသည် မိမကသားငယ်ကိုမျက်စောင်းထုတ်ကြည့်သည်နှာခမ်းကိုမဲ့သည်ဒီမားသားရဲ့သူတိုက်တာကိုဘယ်သူမှမမြင်ဘူးမသိဘူးမိမကဒေါသနဲ့ပြောတော့သူကရင်ထဲတွင်ထိတ်ခနဲဖြစ်သွားသည်ပတ်တရားရဲကရောက်လာသည့်အကြောင်းကို သူမိမအားဘယ်တော့မှမပြောမိရန်သတိထားမိဖြစ်ကြောင်းသူ့ကိုသူသတိပေးသည်သူ့ကိုဘယ်သူမှဘဲကမှန်းအိုးနောက်ဆုံးနာမည်လေးတောင်မသိလိုက်ဘူး သူ့ဟာသူလွတ်ကျွနေပြီပဲဟာပြန်လာမယ်ထင်တာလားဟုတ်ဝေးပါသေးရဲ့ခြေရဖြောက်သွားမှာပေါ့လာမယ်ထင်ပါရဲ့ကွာသူကမသေးမချာပြောသည်တားကြီးကတော့ဘာမှဝင်မပြောဇဝေးဇဝါဖြစ်နေပုံပဲလာမှာပါမမေရဲ့တားငယ်ကတော့ယုံကြည်စွာပြောသည်သူကလည်းစိတ်ထဲမှနေပြီးအေးလာမှာပါကွာဟု ထောက်ခံမိသည်နင်ကအခုမှ14နှစ်လူတွေအကြောင်းဘာသိသေးလို့လဲလူနဲ့ချမ်းသာတယ်ဟဲ့မှတ်ထား မြင်းစီးလို့တော့အထီမှန်အမှန်မှန်မသိတာနင်တို့သားဖတွေချမ်းသာပါလိမ့်မယ်အာကြီးကြီးကဲပြောပါဦးကားနံပါတ်ကမှတ်မိလားမိမကတပြည့်တောက်တောက်ပြောနေစဲမှာပင်သားနှစ်ယောက်ကအိတ်ရတဲ့ဝင်ပြေးသည်သူကလည်းအိတ်ဆေးတကူပြလာပြီးမို့မျက်ခွန်ကလေးကျလာသည်သူမိမကမိမတဲ့ကမိမပဲမို့ပတ်ဆက်အိတ်ထိမှာတော့အတော်ဆိုးရင်ဟန်ရှိသည်လူလဲနာအလုတ်ကင်လဲပြက်ဒီကြားတဲ့ပတ်ဆက်လဲကုံရအောင်မည်ဆိုတော့မခန့်ကြီးမခန့်သာဖြစ်နေပုံရသည် သူ့ကြည့်ရတာရဲတွေလာတော့ကအမှုဖွင့်လိုက်မှာကိုတော့စိုးရိမ်နေပုံပဲငါကလည်းသူများစိတ်ဒုက္ခရောက်အောင်မလုပ်ခဲ့ပါဘူးလေအင်းလာတာမလာတာကတော့သူ့အသိစိတ်ထဲနဲ့သူပဲပေါ့လေဘယ်တက်နိုင်မှာလဲကိုဆောင်ထူထူကြီးခြုံထား၍နှွေးထွေးတက်တာနေတော့သူကမိမိငိုင်ငိုင်နေတွေးသည်နောက်တော့တပြစ်တောက်တောက်နဲ့မကြင်မနက်ပြောနေသောမိမ၏စကားတန်ကတဖြည်းဖြည်းဝေးဝေးပြီးတိုး၍သွားလေသည်ထို့နောက်အိမ်မက်မက်သည် အိမ်မက်သေးတွင်သူ့ကိုနောက်မှဝင်တိုက်မိကားကိုသူကလှလှပပခုန်ပြီးရှောင်လိုက်သည်ကားမောင်းသူတကောင်းသားကဝဲပြန့်ပြီးရှောင်လိုက်တော့သူ့ကိုတအံ့တော့ကြည့်ရင်လက်ခုပ်တီးကဩပါပေးသည်ထို့နောက်ပြောလိုက်သည်ကတော်လိုက်တာပါကြီးရတဲ့ရဲကိုမတိုင်လိုက်ရသည့်အတွက်အိမ်မက်သေးတွင်ဒုတိယအကြိမ်နောက်သာရလိုက်မိပြန်သည်အကိုကြီးအကိုထထသူ့မိန်းမကညင်သာစွာနှိုးသည် မျက်လုံးကိုလေးကန်စွာဖွင့်ကြည့်လိုက်တော့ပြုံးနေသောမျက်နှာကိုတွေ့ရသည်ဟိုလူရောက်နေတယ်ဘယ်လူလဲအခုကားနဲ့တိုက်တဲ့သူလေဟေးရောက်လာပြီလားသူမိမကောင်းငိမ့်သည်ထို့နောက်ဟော်လစ်ဒီကော်ဖီမစ်တီမုန်တယ်လဲစုံလို့အများကြီးပဲပါလာတယ်ဟုတိုးတိုးလေးကပ်ပြောသည်လာမှာပါလို့ငါပြောတာပဲသူကခက်စီစီပြောသည်ပြန်လေရောက်လာတော့မောင်မင်းကြီးသားကိုလေအတော်ကျေးဇူးတင်သွားသည်သူသာပေါ်မလာရင်သူမိမ၏ ထောပနာပြုခြင်းကိုမကြာခဏခံရမည်ဖြစ်ကြောင်းသူသိထားသည်။ဝံဝီမြည့်၏အစွမ်းကအတော်လေးထက်သည်။ပေါင်ရင်ရဲ့မျက်နေသေးတော်လည်းအတော်တက်တာသွားသည်။ခြေဖမိုးကလည်းမနည်းရတော့အောင်မရောင်တော့ကြီး။သူကအမေရိကမှာအလုပ်သွားလုပ်နေတာခဏပြန်လာတာတဲ့။နောက်တစ်ပတ်ထဲပြန်ထွက်ရမှာတဲ့။ပတ်တယောက်ကလာတော့ကအကိုသာတိုင်လိုက်လို့အမှုဖြစ်လိုက်ရင်သူ့ရဲ့နဲ့သူမပြန်နိုင်မဲ့ပြဿနာတက်မှာတဲ့။ အခုတော့လေရဲပတ်တောင်ကားနဲ့တွေ့ပြီးသူစိတ်ကောင်းထားခဲ့သည်ကိုသိတော်လေမိမကကြင်နဲ့နေပြန်သည်တပုတ်တံပေါ်တွင်သွားတဲ့စီတင်ပြီးအိယာနာအထိယူလာပြီးသည်ဧကန်ထဲမှာတော့ဒါနှစ်ယောက်ကဧည့်သည်နဲ့စကားပြောနေကြပုံရသည်စကားပြောတဲ့ရဲတန်နေကြားနေရသည်ညီလေးတို့ဖေဟတ်တို့အထုနဲ့လဲကြတော့တာမြင်တော့လူပြသွားတာပဲရုပ်တရက်ချက်ချင်းမောင်းပြေးခြင်းစိတ်တောင်းပေါက်သွားတာ ူကအေကန်နဲ့မထွက်သေးပဲအတန်ငယ်ရှေးနေသောမုတ်စိတ်ကျင်ဆွေများကိုရိတ်သည်လင်းလင်းချင်းချင်းတွင်တတ်နှံ့ရှင်းရှင်းတွေ့ပါမှဘာကြီးခေါ်မိသည်ကိုအားနာမည်ဖြစ်သည် နောက်မှသူခမရတယောက်တည်းကျိုးပေပေါက်ပြဲသွားရင်ဘယ်လိုလုပ်ပါမလဲဆိုပြီးပြေးဆင်းလာမိတာဖီဖီကမောက်ရဲ့လဲနေတာလားမြောင်းထဲမှာလေလေးဘက်ထောက်ရဲ့ကြီးတဝူးတဝါးဝါးနဲ့အော်နေတာရေတံများကိုကြားရသည်တားငယ်ရေတံကပိုးကျယ်သည်ညီလေးတို့အဖေကတကယ်သူတော်ကောင် ရဲရမေတော့ကားလာလို့ရှောင်လိုက်တာအရှောင်လုံးပြီးမြောင်းနေကြတာပါတဲ့သူ့အဖြစ်ကိုကြားတော့ဘလို့ဖြစ်သွားမှမသိဘူးအကိုရင်ထဲမှာကိုစိတ်သွားတာပဲဧည့်သည်အတန်ကတီကြည်လေးနဲ့သွားသည်ဟိုနိုင်ငံဒီမှာကထစ်ခနဲဆိုတရားဆွဲနေကြတာတယောက်နဲ့တယောက်ရော်ကြီးအမျိုးမျိုးတောင်းနေကြတာတားမိတားဖခြင်းတော့လှဲ့ပတ်တရားဆွဲနေကြတာကွယ်အခုလိုတကားမှမမြင်ဘူးတဲ့တစိမ်းကိုခွင့်လွှတ်ပြီးမြစ်တာထားနိုင်နေဆိုတာကိုကိုယ်တိုင်ကြုံတော့မှတကယ်ကိုစက်သိန်းထောင်ခံစားရတာ အဲ့ဒါတို့မြန်မာလူမျိုးတွေရဲ့တကယ်အရင်ခံစိတ်ပဲလှိုက်လဲစွာပြောသောစကားတန်ကိုနားထောင်ရင် तू ကကျင့်နှက်စွာပြောမိသည် ဟုတ်တယ်ဒါအမှန်ပဲတို့လူမျိုးတွေအရင်ခံစိတ်ကဒီလိုပဲအာဃာတစိတ်ကိုကြီးအောင်မမွေးတတ်ဘူးဟုစိတ်ထဲမှာထတ်ဆင့်တွေးနေမိသည်ထိုလူစင်းဤစိုးရင်ကြောင်ကြနေဟန်ရှိသောမျက်လုံးစုံအမြင်ုံမျှနှင့်သူ့ရင်ထဲမှာမေတ္တာတရားသည်သူ့ကိုယ်သူပင်မသိလိုက်ပဲနှိုးကြသွားခဲ့လေသည် ဒါကဘာဟုတ်သေးလို့လဲဂျပန်ခေတုံးကဆိုရင်ကို့အပေါ်လက်သေးကုန်ခွာပားရိုက်ခဲ့တဲ့လူတွေကိုတော့တုံမန်းဖြစ်လာပြီးဆင်းရဲဒုက္ခရောက်နေကြတာမြင်တော့တတ်နိုင်သမျှပေးကြကြွေးကြသေးတာပဲသူကအတွေ့အမြင်လေးဆက်နေမိသည်ထို့နောက်သူမိမကိုလှမ်းကြည့်လိုက်ရင်ဒီလိုမြတ်တာထားနိုင်တဲ့အထင်ကမိမပါခြင်းမပါမှာသူကအရေးဟဲ့အကြောင်းဟဲ့ဆိုရင်ပတ်စံအိတ်ကိုပဲစောင့်ကြည့်နေတာဟုရေချင်းစိတ်နဲ့တွေးမိသည် မနေ့တုန်းကကျွန်တော်တို့အားလုံးလည်းပြန်ရခတ်နေကြတော့အကိုကြီးကိုဘသူဘဝမှန်ဘသူကမှမသိလိုက်ဘူးနာမည်တော့မသိလိုက်ကြဘူးဆိုတော့မမေရတော့ပြောနေတာပြန်လာမှမဟုတ်ပါဘူးတဲ့တားငယ်ရဲ့အတန်ကိုကြားတော့သူမိမနည်းနည်းတွန့်သွားသည်သူဟာသူလွတ်ကျွနေပြီဟာပြန်လာမယ်ထင်သလားဟုံးဝေးပါသေးရဲ့ဟုဒေါနစ်မောနစ်ပြောခဲ့သည်ကိုပြန်တတိယဟန်ဖြင့်ပြုံးယောင်ယောင်ဖြစ်သွားသည်မလာပဲနေပါမလားညီလေးရညီလေးတို့အဖေကကိုယ်ကားနဲ့ဝင်တိုက်သူကိုတော့မြစ်တာထားနိုင်သေးတာပဲ အကိုကမေတ္တာနဆပြန်ပေးရမှာပေါ့အေးချမ်းသောအတန်ကနားစီကိုရိုက်ခတ်ပြီးနှလုံးသားထဲစီးဝင်သွားသည်ရင်ထဲတွင်ချီနူးစိတ်တွေဝေရှံပြီးတသိမ့်သိမ့်နှွေးနေသည် အခုချိန်မှာမတိနားမလဲစွာနှင့်သူ့ကိုဗာကြီးခေါ်ခေါ်အဖိုးခေါ်ခေါ်စိတ်ဆိုးမိပင်မဟုတ်တော့ပြီသူကမိမ၏ပခုံးကိုဖက်ခါခြေတော့ကိုခက်ဆဆထောက်ကြည့်သည် တလန်းနှစ်လန်းလှမ်းပြီးတော့ဆက်မလှမ်းတော့ပဲရပ်လိုက်သည်။နာလိုလားအကိုမဟုတ်ဘူးမွှေးလို့ မိမ၏စတော်နှင့်ရစ်ခွေပန်းဆင်ထားသောခီပန်းကုန်းလေးကတသင်းသင်းမှုပြန့်နေသည်ခီပန်းလေးများသည်မြမပြည်တွင်ပေါ်များလာကြသည်မြမပြည်အပြင်အခြားမြေသိနိုင်ငံများတွင်ရှိသည်နီသူမသိအချို့သောအရှိတိုင်းနိုင်ငံများတွင်ရှိကောင်းရှိမည်ဖြစ်တော်လေမြမမလေးများလိုအမျက်တနိုးပန်းဆင်သည်ကိုတော့မတွေ့ဘူးပြီအနောက်နိုင်ငံများတွင်တော့ခရီးပင်လည်းမရှိခီပန်းလည်းမပွင့်ပန်းလည်းမပန်းကြပြီ။ စိတ်စည်တနာဆိုတာအလျားအနံမရှိဘူးမိမရဲ့။သူကတင်းတင်းပြန့်ပြန့်ခီးနှံ့ကိုနှစ်သက်စွာ ရှုရင်တူတူပြောသည်။ဒါပေမဲ့အတော်အပြန်ရှိတယ်ဆိုတာယုံမိလိုက်ရင်မိမကဘာမှပြန်မပြောသူကောင်းကခီးပန်းကုန်းလေးကိုလက်နဲ့အသားရဆန်းရင်နူးညံ့စွာ ပြုံးနေလေသည်အဆုံးထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အခုလိုဝိထုလေးတွေကိုအမြဲတမ်းဖတ်ပြခြင်းလို့ ကျမတို့ရဲ့ Simple Daily Life Channel လေးကိုလည်းခံ Subscribe လေးလုပ်ပေးပါဦးနော်။နှစ်သက်မြင့်ရတဲ့ငယ်ချင်းမိတ်ဆွေတို့မျှဝေပေးဖို့မြစ်တမ်းရက်ခံပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။